ဘုဒ္ဓမြတ်ကြီးအိမ်မောက်သွားလာပြီဒီဒီမန္တလေးနဲ့ဒီဒီလိုဘုဒ္ဓမြတ်ကြီးတို့ကတော့သွားနေလို့ပါရင်းကိုအဲ့ဒီချိန်နဲ့ဒီအာနာရှင်စနစ်ကိုဒီမှာဒီသာဆဝင်လာပြီအန္တရာယ်ဒီပါလေအဲ့အန္တရာယ်များပါလေဒါပဲဒါပဲများပါလေဒါပဲညိုးနေဆိုတာညိုးအစ်စ်ချင်းတို့အနိုင်ရပါသည်ဒေါ်သက်သူကြီးတို့မူဆောင်တဲ့ပါတီနိုင်ရတာလေရှားလက်ရှိတယ်အားကြောင့်ကျွန်တော်တို့မဲမပေးကြပါနဲ့ နောက်တော့ဒီကတော့ကျွန်တော်တို့ရဲ့လူငယ်လူငယ်တွေကိုစီရမ်းပါပေါ်တာသွန်းနေတဲ့အတေအတမအသေးခံကိုင်းနေတဲ့အဲ့ကွန်းသေမှုတဲ့မတရားပေါ်တာဆွဲဦးမေကိုတခဲနဲ့ကျွန်တော်တို့တိုက်ပြကြပါဒါလည်းလိုက်နေကြတယ်အဲ့တော့ဒီတော့ဆရာတို့ဟိုတန်ကောင်းရတော့သူဟိုးအဝေးကြီးရောက်ပြီးရောလုပ်မယ်ဒီနိုင်ဆိုရင်တော့တမန်ရမှာမိတော့လေဒီဒီလုပ်ချင်တာရင်းကြည့်တော့ပါဘူးပြန်လည်းပြန်ဆက်လုပ်လိုက်

်တော့တိုင်တဲ့ရေးလေးကြောက်သွားတယ်မမီမမီလိုက်ဘူးမီလိုက်ဘူးဆိုတော့ဒါတေသဆန်းကိုကိုညီနေတဲ့မန္တလေးမြို့ဘာလို့မန္တလေးကတေသဆန်းမန္တလေးဟိုမန္တလေးသားတေသဆန်းမန္တလေးသားလို့ဖြစ်နေပြီမန္တလေးကဟိုပါလို့ဖြစ်နေပြီးတော့မန္တလေးမြို့ကလူကြီးကတေသဆန်းဆိုတာနဲ့ကုညီမဲ့လူရှိတဲ့ခါကျတော့သူ့မိုင်းလိုမန္တလေးတဲ့တချို့ညီပိအုပ်စုရှိမှာဗျာဟိုတက်ကမကြိုက်ဘူးဆိုတဲ့အုပ်စုရှိမှာအဲ့ဒီအုပ်စုကတေသဆန်းကိုကုညီလိမ့်မယ်ကုညီပေးတယ်ပေါ့ရှင်အဲ့တော့တေသဆန်းလက်ကတော့ပတ်တဲ့ကြောက်သွားချင်းတောင်းရင်ဘယ်တော့ပါလဲဆိုမိကအားလုံးပဲမင်္ဂလာပါခင်ဗျာ ဒီနေ့ကျွန်တော်တို့ channel ကနေတုံးသက်တင်ပြခြင်းတဲ့အကြောင်းအရာကတော့စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုရဲ့မဟာဗျူဟာနဲ့စစ်အုပ်စုရဲ့တုံ့ပြန်မှုဆိုင်ရာခွဲခြမ်းစစ်ဖြာချက်ပဲဖြစ်ပါတယ်။ဒေါက်တာတေဇာဆန်းလို့ခွဲမန္တလေးဈေးချိုမှာဆန္ဒပြပြီးတဲ့နောက်စစ်အုပ်စုကဈေးဆိုင်ခန်းငါးဆက်ခန့်ကိုဝင်ရောက်ဖျက်ဆီးခဲ့ပါတယ်။ဒီလို့ရက်နဲ့ပတ်သက်ပြီးစစ်အုပ်စုက ကျူးကျော်ရှင်းလင်းခြင်းလို့အကြောင်းပြခဲ့ပေမဲ့ဆန္ဒပြခဲ့တဲ့နေရာကိုမှကွက်ပြီးလုခဲ့တာဟာတော်လန်ရင်းနဲ့ဆက်ဆက်နေတယ်ဆိုတာရှင်းနေပါတယ်ဒီလိုတုံ့ပြန်မှုအပေါ်စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းတွင်မှဘလို့မျိုးအမလို့အမရဖြစ်မှုတွေဘလို့မျိုးအတွင်းရေးကြောက်ရွံ့မှုတွေရှိနေလဲဆိုတာကိုထားရောက်ထောက်ဖို့ကိုစီကအသေးစိတ်လေးလာသုံးသပ်ပေးထားပါတယ်ဒီခြေနေကိုတိတိချာချာသိရှိနိုင်ဖို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါမင်္ဂလာပါခင်ဗျခွေးတစ်ခေါင်ကို အဲ့နေတဲ့အချိန်အမီးသွားနေမိဘယ်လိုဖြစ်သွားလဲမြင်မှုကြတယ်မလားသူတော်များများမြင်မှုကြမထင်နဲ့မတော်မီးလိုပဲဖြစ်ဖြစ်တမင်တက်တက်ပဲဖြစ်ဖြစ်သူတော်အဲ့နေတဲ့ခွေးတစ်ကောင်အမီးကိုသွားပြီးတော့ကျိတ်နေမိလိုက်ဘယ်လိုဖတ်ဖြစ်လဲဟေးမမြင်ဘူးနေတဲ့သူတွေကိုလည်းကျွန်တော်ပြမယ်မြင်မှုပြီးတဲ့သူတွေကလည်းကြည့်ပါဒါမှဒေါက်တာတေဇာဆန်မန္တလေးဖေးဆိုမှာဆန္ဒပြလို့ခွေးအမီးနင်းကန်ထိနေတဲ့ကြော်မျိုးလိမ့်အကြောင်းကိုကျွန်တော်ခုပြပါမယ်နော်ဆေးကြုံလို့ပြရတယ်အဲ့ကောင်ဆေးကြုံမှာသွားပြီးတော့ဆန္ဒပြပြတယ်ဆိုကျွန်တော်တော့စဉ်းစားပါမယ် ဈေးကြုံနာမှာဒေါက်တာတေသဆန်းဥဆောင်ပြီးတော့တဲ့နော်ဥဆောင်ပြီးတော့ဈေးကြုံနာမှာဟိုဆန္ဒပြတယ်ဆန္ဒပြလို့လုပ်သွားတယ်ဟုတ်ဆိုတော့တေသဆန်းနဲ့တူလူငယ်ချို့မနေရတော့ဘူးမနေရဒီစမှာ၃ရက်မနေ့9နာရီလောက်မှာတဲ့နော်အဲ့တော့ရွေးကောက်ပွဲကိုမင်းမပေးဘူးဘာညာဘူးပဲဆက်ဖြစ်ရွေးကောက်ပွဲဆန့်ကျင်နေလှူရှာမှုဖြစ်နေစားစားနေချဲချတဲ့ဗီဒီယိုဖိုင်တွေထွက်လာတယ်တိကျဗီဒီယိုလေးကျွန်တော်မြင်ပြီးသွားပြီလူလည်းတကယ်ဆန္ဒပြတယ်တေသဆန်းမှာတကယ်အစ်လူငယ်ချို့နဲ့ပါတယ်ဆိုတော့ဖြစ်ချင်တော့ဒီစမှာ၃ရက်နေဆိုတော့ဘုံတမှုကြီးကပြေးဦးလွယ်နဲ့မန္တလေးနဲ့ဘောင်ချဆိုင်တော့ဟားနေတာဟားနေတဲ့အချိန်မှာခင်ဗျာ ဝေဒမုစီအဲ့နောက်သွားလာနေဒီဒီမန္တလေးနဲ့ပြင်းပြင်းလို့ဝေဒမုစီလူဒေါက်တာလည်းသွားနေတဲ့ဟာကြီးကိုအဲ့ဒီချိန်နဲ့ကြိုက်ပြီးတော့အဲ့ဒီ area ထဲမှာပဲဒေတာဆန်ကဝင်လာပြီးတော့ဆန်ထားပြသွားတာလီလံပြတ်ခွာတာပြောတာဟောမင်းတို့ဒါပဲဆိုပြီးတော့လံပြတ်တာတိတယ်မလားအဲ့တော့မျိုးနေဆိုတာမင်းတို့မကြိတ်ချင်လို့ထားတာနော်ဒါကိုချုံးနေစပိန်နေရမတိဘူးငါတို့မျိုးတွေကိုဝင်ပြစ်နိုင်အဲ့ဒီမျိုးနေမှာရှိတဲ့ငါတို့လူတူရဲ့ထုံထက်တဲ့နေရာပြည်သူကိုထိခိုက်မယ်ဒီတော်လိုင်းရင်းမှာနံပါတ်1 နော်တိုင်းသက်ဘွက်တွေအဓိကညွန်ကြဲပြည်သူထိခိုက်မှုလုံးဝမရှိအောင်မရှင်တွေကိုအဓိကလုပ်ခိုင်းတာဒီမရှင်တခုကစစ်ခွေးတွေအတုံးယုံလဲမယ်အဲရန်တုလက်တက်နဲ့ကိုလက်နဲ့အများကြီးရမယ်ဒါပေမဲ့ပြည်သူအများကြီးထိခိုက်မှုအဲ့ဒါလုံးဝမလုပ်ခိုင်းဘူးအဲ့တော့အခုဒေါက်တာပြည်သာကဗန်ဒလေးဈေးကြုံချီဝင်လာတွေ့တယ်မလားအေးအဲ့ဒါမြင်ကြည့်တာမင်းတို့တို့အချိန်မရုံးဝင်ကြည့်လို့ရတယ်နော်မလိုအပ်သေးတော့မလုပ်ဘူးအဲ့တော့ဗီတော်လိုင်းအင်းအစုတွေဘက်မှာအာစစ်တပ်ကိုသွားမထုတ်နဲ့လေတိုက်ပွဲဖြစ်မှာဆိုဒီဘက်နေမှာတိုက်ပွဲဖြစ်တာဒီဘလူပြစ်လို့စစ်တပ်ကသွားပြစ်နေလို့ မင်းတို့မြို့တွေမှာတိုက်ပွဲမဖြစ်တာဘယ်လိုမဖြစ်လို့လဲတော်လိုင်းဘက်ကလာမဖြစ်လို့အဲ့ဒါမြင်အောင်ကြည့်နော်အဲ့ပြောင်းသွားတာပြောင်းသွားတော့ဘာဖြစ်ကုန်လဲဆိုတော့ဘာမှမဖြစ်ပါဘူးဆန္ဒပြောင်းတော့ဆန္ဒပြောင်းတော့မြန်မာနိုင်ငံကြီးက LGBT လောက်တော့ပြောင်းပေါ်တာမဟုတ်ပါဘူးအဲ့တော့တော့ဘာဖြစ်ကုန်လဲကျွန်မမြင်ရင်အဲ့စကားကြီးကခလေးစကားကြီးဖြစ်ဦးလားဟာတရီသမားပေါ့လေမဟုတ်လားတရီသမားတယောက်ရဲ့စကားလေဘောင်ဝင်တန်းဝင်ခလေးစကားတွေပြောပြီးဘာဖြစ်လဲအဲ့လိုဆန္ဒပြလိုက်လို့ LGBT လောက်မြန်မာနိုင်ငံကြီးတွေကဟောအေးအေးမှတ်ထားမယ်နော် မထားမယ်မထားမယ်သိလားကိုကိုပါလက်တွေ channel ကျွန်တော်က channel တွေရကျွန်တော် channel တွေရအဲ့ဒါ channel တွေရကစကားပေါ့လေဟုတ်လားငါမသိတော့ပါဟုတ်လားအဲ့ဒါ channel တွေရကစကားလားဟာဆောက်တယ်ဘောမန်ဒီတော်တော်တော်ဟာကျွန်တော်မေးရဲ့မင်းမှာအချက်တင်ဟဆိုတာဘာလို့လဲတော့ငါမေးနေမိဘလို့ဖြေမလဲသိဟာတော့မင်းမင်းဘောမချက်တာရှက်ဖူးလားယူရီယာအဲဟိုအခုနောက်ပိုင်းခေတ်တဲ့လူငယ်တွေကတော့တိတ်မဖြစ်တော့ပါဘူးအေးကျွန်တော်တို့ငယ်ငယ်လောက်ကခေတ်ရှိသေးတယ်မိန်းကလေးတယောက်ထိုင်နေယောက်ျားလေးဖြတ်သွားလို့အဲ့ဒါ sorry မိန်းကလေးတွေယောက်ျားလေးတွေထိုင်နေလို့မိန်းယောက်ျားတယောက်တော့ထိုင်နေလို့မိန်းကလေးတယောက်ဖြတ်သွားရင်စကြတယ်မလားအဲမိန်းကလေးကပိန်နေမပြတ်ဘူးကိုယ်မိန်းကလေးအများစုပေါ့နော်အိမ်နေမပြတ်သွားနိုင်ဘူးဒါပေမဲ့ယောက်ျားလေးမိန်းကလေးတယောက်တော့ထိုင်နေတဲ့အချိန်မှာယောက်ျားလေးတယောက်ဖြတ်သွားရင်ဒီအေးလက်ကြည့်ဟာဖေမမစိုးအပေါက်ကြည့်လို့ဟောဆိုင်အပေါက်ကြည့်ရှက်တာလေအဲ့ဒီရှက်ပြရပါ နေလားခံအချိန်ဘူးတယ်မလားကျွန်တော်တို့အရွယ်ကနေအပေါ်အထက်ကြီးတဲ့လူတွေဆိုရင်အဲ့လိုချက်တရားနေရှိကြတယ်ဘုခင်လူငယ်တွေကတော့ငငယ်လေးတွေကဟိုပွင့်လင်းတာခဲဖြစ်တယ်တကယ်ချင်းဟိုမိတ်ကလေးနဲ့ဆိုရောတုံနေကြတဲ့တကယ်ချင်းပုံစံမျိုးဖြစ်ကုန်ကြတော့ပွင့်လင်းပြတာခဲဖြစ်လာကြတော့နောက်ဒီအချက်တရားတွေကရော့နေလာကြတော့အရင်ဖြစ်လူတွေဆိုရင်အဲ့လားဒီဟုတ်တယ်မလားမိတ်ချွတ်နေမိတ်ကလေးမျက်နှာပြောင်းနေမိတ်ကလေးဆိုမြောက်တော့နေနေတယ်ကြောက်ကြိုက်တရားချက်တိုင်းဟဲ့အပါဖြစ်တာငါဖြစ်တာငါအဲ့ကြကြလေးလမ်းရှောင်းတတ်တော့နော်အဲ့ဒါအချက်တရားပေါ့ကျွန်တော်မျိုးမင်းအဲ့လိုအချက်တရားမျိုးရှက်ဘူးလားကျွန်တော်သိနေတယ်ကျွန်တော်ဒီကောင်မ တောင်းတောင်းဟောင်းရှက်တက်မှာတော့မထင်ဘူးနော်အဲ့ဒါဆိုတော့ဒီလိုစကားပြောတော့ရဲရဲကြုံပြတ်သွားတော့ရဲရဲကြုံကြုံပြတ်သွားတော့မင်းလေးကဘောမင်းလေးဟောင်းကြီးမင်းတို့ဒီကောင်လာတော့တခေါက်မသိဘူးလားဆိုလို့မင်းကြီးမင်းတို့ရဲရဲပြာဘူးပြာပြီးရဲရဲလိုက်တာအသေးလိုက်တာလိုက်တာတော့ကျွန်တော်သိရတယ်တင်းစားမိလိုက်ရဲတင်းလိုက်တာစောင်းပြာပါလေရဲရဲစောင်းလိုက်တာ စကောင်းမဆောက်လို့မရတော့ခေါင်းမမိဘူးရောဟုတ်လားရရှိတာပေါ့ဟာမင်းလည်းချိုင်းတာလည်းမလုပ်ပိုင်းနဲ့ပါအဲ့မနဲ့အားလိုက်ကိုချိုင်းတော့မဆနာပြပါဘူးစာပေဒီချင်းနဲ့ပတ်သက်လို့ပရိမတာပြောရတော့ဗျာဒါပရိမတာဆိုကျွန်တော်ပြောမယ်တူရတော့တူရတော့မှန်တယ်လို့တို့ကပြောမယ်ကျွန်တော်တို့ပရိမတာပြောမယ်ဟုတ်ပြောဟုတ်ပါတယ်ဟုတ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွဲပင်းသားဆောင်းသွားတည်နေပါတာကြားအဲကျွဲပါဆောင်းသည်ဆိုတဲ့စကားပေါ့မင်းကလည်းမှန်တယ်ကျွန်တော်မြင်ဒေါက်တာတေဆန်ဆန်းပြောရတဲ့စကားတွေကိုပြည်သူတွေကလည်းထောက်ခံတယ်ပြည်သူတွေကဆိုပြည်သူအများစုနော်လိုက်မေးကြည့်ပါပြည်သူအများစုကဒေါက်တာတေဆန်ဆန်းစကားကိုထောက်ခံတယ် အဲ့တော့အဲ့ဒီဒီသူအများစုကဒီဟာလက်ခံနေမှန်တဲ့စကားလက်ခံထားတဲ့ဟာကိုမင်းအနေနဲ့ဒါပရိသတ်စကားပါကွာဆိုတာဘာနဲ့ပတ်အလားတန်တူရဆိုတော့ဘာလဲကျွဲပါစောင်းတိအင်မတန်ကြီးရောင်းတဲ့စောင်းတန်လေးတုန်တ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 ုန်တန်တန်တန်ဆိုတဲ့တန်လေးကအဲကိုယ်လေလူတွေအတိတ်ကရှိတဲ့လူတွေနားထဲမှာတော့ဟာစောင်းတန်လေးကကောင်းလိုက်တာဟဲ့နော်တာယာညှိနှောင်းနေတာပဲဒါပေမဲ့မြက်ဒီဒီညက်ကြိုက်နေကျွဲရပါလေ စောက်ပြီးဥစားပြည်ပြားတွေကွာဒီကောနာညီးတယ်ကွာအဲအဲ့လိုပဲနော်မင်းပြောတဲ့တိုင်ကမျက်စိတော့ဘတ်လဲဆိုမင်းမျက်နှာကြီးတွဲကောင်းနေသွားပြင်သွားတယ်နော်တကယ်ပြောတာနော်ကျွန်တော်မင်းအဲမင်းပြောတာမှန်တယ်မှန်တယ်ပြည်ပြားတွေဟုတ်တယ်မင်းနေတဲ့ချင်းမဆိုပြည်ပြားပေါ့လားဟုတ်တယ်မင်းမှန်တယ်ကောင်းလေးမင်းမှန်တယ်အဲပြောတာပြီးတော့ပြည်ပြားဒီကောင်လေးစသတင်းကြားလို့ရရင်ကောင်ရေးလိုက်ရလဲကောင်မရှိတော့အဲ့ညာ ခဏပဲနော်အဲ့ဒီမှာရှိအောင်မဆန္ဒပြပြီးတော့ဖန်ပြီးတော့လာဖမ်းမှာကိုယ်ငါတို့ထိုင်ဆောင်နေမယ်ဆိုဒေါက်တာပြန်ဆန်းစစ်လေးလေးဖွာလာပြီးပထမဦးကတော့သူထိုင်ပြရမယ်ဩအေးအေးဟုတ်တယ်ဒါဒေါက်တာပြန်ဆန်းမှားတာအဲ့ဒါနော်စစ်လေးလေးဖွာလာပြီးတော့ပထမဦးကဆက်ဆောင်လေးထိုင်ပြီးတော့သူတို့စစ်သားတွေရဲ့နေအောင်ဆောက်ကြမှာနော်လက်တော့တော့ထောင်ပြီးဆန်납ပြပဲလောင်းတစ်ချီလီတစ်ချောင်းပဲပါတာကောင်ကဆန်납ပြပြီးအမမအဲ့မှထိုင်းမနေတော့ဘယ်လိုသွားမှာလဲဟမ်ထိုင်းနေရမှာလားအမဟမ်အဲ့ဒါဒုက္ခပါပဲအေးဘယ်တော့မကြဘူးလေအဲ့ဒါလေးပဲဒါပေမဲ့တို့ဒရင်းရတဲ့အချိန်မှာရရချင်း ရောက်ရနေရရောက်အမိသွားရချိန်မှာမရဘူးလေဟဲ့တော့ဖွဲ့ရောက်ပါမမိဘူးလေကျွန်တော်စဉ်းစားကြည့်ပေါ့မင်းတို့ပိုင်လို့ရှိရင်ရုပ်ဝင်ထိတ်ပြီးပိတ်လိုက်ပြီတရှိစင်းနဲ့မင်းတို့ဘက်ကလုံထွေးပြီးတော့ထူထက်ချမင်းတို့ဘက်ကပိုင်လို့ရှိရင်ပိတ်လိုက်မရတယ်လေအဲ့ဒီဈေးနေရာမှာမတွေ့တဲ့ဈေးချိုလာတဲ့လမ်းတွေအများကြီးဘာမှမပိတ်ပြလိုက်လုံထွေးရင်ပိတ်လို့မရဘူးလေသူဒေါက်တာတန်ဆန်းအေးဆေးပဲဟိုမှာမင်းတို့စောင့်ကြည့်ပြတယ်ဟဲ့ကျွန်တော်တို့ကတုန်တန်တုန်တန်လောက်နေဟာဟာတော့မလားဟဲ့အဲ့ဒါပဲနော်အဲ့ဒါမင်းတို့ကဘာလဲစောက်တော့မကြလို့ ဲ့တော့ဒီကဘီဒိုကိုဒီအဲ့ရှင်းရှင်းလေးအဲ့ဗကတိရှိတရားညင်းလို့မရဘူးเนาะအာမြန်မာတို့ဒီရွှေချွန်ချွန်တိုက်ခိုက်ပါတော့လဲအင်အားကြီးမကတ်တဲ့အချင်းအင်္ဂလိပ်ကိုစစ်ချုပ်တော့ရပါဒီအခုလဲဟာအာအဖ တက်နှင့်ကင်းကွာနေသူများခွင့်ယူနေသူများတက်ပြေးများပြန်လာကြရန်နှင့်ပြန်မလာပါကအရေးယူသွားရန်ရှိကြောင်းစကိုင်းခရိုင်တက်ရင်တုံးပြောကြတော်လန်ရေးကာလအရေးကြီးချိန်ဖြစ်တာကြောင့်အကြောင်းမျိုးမျိုးနဲ့တက်နှင့်ကင်းကွာနေသူတွေခွင့်ယူနေသူတွေနဲ့တက်ပြေးရဖို့တွေအနေနဲ့မိခင်တက်ရင်ထံပြန်လာပြီးတာဝန်ထမ်းဆောင်ကြဖို့နဲ့တက်မဲ့ရဲ့အတွင်ပြန်မရောက်ရင်ဖမ်းဆီးအရေးယူခံရနိုင်ခြေရှိကြောင်းစကိုင်းခရိုင်အမှတ်၃တက်ရင်တာဝန်ရှိသူကမောင်းကိုပြောပါတယ် စကိုင်းခရိုင်အမှတ်3တရင်ရဲ့ဒီနေ့ထုတ်ပြန်ချက်ထဲမှာတရင်စတင်တည်ထောင်ခြင်းကလေးကနေဒီနေ့အချိန်ထိအကြောင်းမျိုးမျိုးနဲ့တရင်ကနေကင်းကွာနေသူတွေခွင့်ယူနေသူတွေခွင့်မဲ့တပြေးရဲဘော်တွေအနေနဲ့တရင်ရှိရာအမြန်ဆုံးပြန်လာပြီးပြန်လဲတာဝန်ထမ်းဆောင်ကြဖို့ဆင့်ခေါ်ထားတာဖြစ်ပါတယ်။အရေးအတွက်ပြောလို့မရပေမဲ့တပြေးတကင်းကွာတွေဆိုတာကျွန်တော်တို့မှမဟုတ်ဘူး။တတိုင်းရှိပါတယ်။လုပ်ငန်းဆက်တွေအတိမကျသေးတဲ့အချိန်ကနားလည်မှုနဲ့ခွင့်ရှိပေးထားတာတွေရှိခဲ့ပါတယ်။ ဒါတွေကိုအခုချိန်မှာအရေးကြီးနေလို့ပြန်လဲစုဖွဲ့တာပါအခုချိန်မှာတက်ရင်ကိုပြန်လဲမူးမှန်ပေါင်းစည်းဖို့ရဲဘော်ဟောင်းတွေလိုတဲ့ဘာလို့ဆိုသူတို့အတွက်စိုက်ထုတ်ခဲ့ရတဲ့ရိတ်ခလက်နက်တွေစိုက်ထုတ်ထားရတယ်လေလို့စကိုင်းခရိုင်အမှတ်3တက်ရင်တာဝန်ရှိသူကမောင်းကိုပြောပါတယ်လက်ရှိအချိန်ဟာတော်လန်ရေးကာလအရေးကြီးချိန်ဖြစ်တာကြောင့်တက်နဲ့ကင်းကွာနေသူတွေအနေနဲ့ဒီဇင်ဘာလ31ရက်နေ့နောက်ဆုံးထားသတင်းပို့တင်ကြောင်းနဲ့မလာရောက်ရင် တရင်ကထုတ်ပြန်ထားတဲ့စီမျက်စီကန်းတွေနဲ့အညီအရေးယူခံရနိုင်ကြောင်းစကိုင်းခရိုင်မှတ်၃တရင်ကပြောပါရယ်တကယ်လို့တမတ်ရက်အတွင်းအတိပေးဆက်သွယ်လာမယ်ဆိုရင်ပြစ်တံလျှော့ပေါတာအပါဝင်ပြစ်တံကင်းလွတ်ခွင့်တွေပါရရှိမယ်လို့သိရပါရယ်ကျွန်တော်တို့စီကရဲဘော်ဟောင်းတွေပြန်လာခြင်းကြတာမျိုးရှိတယ်ဒါပေမဲ့ပြစ်တံကြခံရမှာစိုးတယ်ပေါ့ဒီအတွက်စာထုတ်ရတာပါရဲဘော်တွေကိုပြန်ခေါ်ဖို့မလွယ်လို့တော့မဟုတ်ပါဘူး တချို့တက်ပြေးရဲ့ဘော်တွေလည်းသူတို့ကိုဆိုးဆိုးရရကင်တွေမှာဆိုးတယ်တက်ကင်းကွာတွေကလည်းနွေးနွေးထွေးထွေးကြိုးစိုးပါမလားတွေးကြတာပေါ့လို့စကိုင်းခရိုင်အမှတ်သုံးတက်ရင်တာဝန်ရှိသူကမောင်းကိုပြောပါတယ်မင်းအောင်နဲ့တက်ချုပ်ကြီးမင်းအောင်နိုင်ရဲ့လုံတော်ရေးဖွဲ့များဒီရွရွချုံချုံမန္တလေးဈေးဆိုတဝိုက်ကိုဖြစ်စီတုတ်တင်ထားပြီးမဲ့လဲ အင်အားကြီးမမြတ်တဲ့ဖြစ်ဒေါက်တာတေသာဆာလွတ်သွားပါသည်အဲနောက်နောက်နောက်နဲ့ခင်မှာကလေးတွေစာတင်နေမှာအဲကျောင်းဆောင်တွေမှာအဲ့ဒါတွေပိုင်ပါလာမှာပေါ့နော်ဟုတ်တယ်မလားအဲညီမတို့ဒီအရင်ခေတ်ကတော့ဘာဖြစ်တယ်ဟမ်အဲ့ဂျင်းဂျင်းတွေလေဟုတ်တယ်မလားအခုလည်းအဲ့လိုပဲပေါ့ဟုတ်တယ်မတတ်ချုပ်ကြီးရဲ့လုံကြုံရေးတပ်ဖွဲ့ဝင်များသည်ရွရွချုံချုံဖြစ်စည်းကြပါတော့လေဟုတ်တယ်လေဒေါက်တာတေသာဆာမပြီးတော့အဲ့ဘာမှဆိုင်တဲ့ဈေးတိုင်တွေဈေးတယ်လေဈေးတိုင်တွေဖြစ်စည်းဖြစ်တယ်ဈေးတိုင်တွေပါဆိုင်လို့အဲ့ဒီလိုတွေမှာဘယ်ဈေးတိုင်မှာဖြာပြီးလက်တုံးထောက်ထောင်တာမဟုတ်ဘူးသူတို့တို့သူတို့လုပ်နေတယ်လေဘာလို့တော့ကြောက်ကြတယ်ပေါ့မင်းတို့ ။ဟောအဲ့ဒီဈေးဆိုင်ကိုသွားဖြတ်တဲ့ကောင်လေးကိုငါမေးချင်တာမင်းတို့တွေကိုယ့်လက်ပြကိုလုံကြတယ်။တကယ်ပြောရပါလား။အပေါ်ကခိုင်းခိုင်းမခိုင်းခိုင်းကွာမင်းတို့အဲ့ဒီအလုပ်ကိုသွားလုံကြတဲ့အဲ့ဒီစစ်သားတွေရဲတွေတွေတယောက်တော့မင်းငါမေးချင်တယ်မြင်ဝိုင်းတာမဒီဗီဒီယိုဖိုင်မင်းတို့ငါဟာယောက်ျားတယောက်ဆိုတဲ့ကိုယ့်ရဲ့ဂုံထိတ်ဖာကိုကိုလုံကြုံရက်တယ်။ဟမ်ရှက်စရာကြီးကွာမင်းတို့စားအဲ့ကနေတိုင်တဲ့ရဲလေးကြောက်သွားတယ်မမီမမီလိုက်ဘူးမမီလိုက်ဘူးဆိုတော့ဒါတေသန်ဆန်းကိုကူညီနေတဲ့မန္တလေးမြို့ဘာလို့မန္တလေးကတေသန်ဆန်းမန္တလေး ဟိုမန္တလေးသားဒေသဆန်မန္တလေးသားလို့ဖြစ်နေပြီမန္တလေးကဘာလို့ဖြစ်နေပြီတော့မန္တလေးမြို့ကလူကြီးဒေသဆန်ဆိုတော့ねအကူကြီးမဲ့လူရှိတဲ့ခါကျတော့သူ့ဝိုင်းပြီးမန္တလေးတွေကတချို့ဒီဘိတ်အုပ်စုရှိမှာဗျာဟိုတောက်ကမကြိုက်ဘူးဆိုတဲ့အုပ်စုရှိမှာအဲ့လိုဆိုပြီးဒေသဆန်ကကူညီလိုက်ပြီကူညီပေးတယ်ဆိုတော့ဒေသဆန်နှစ်ခဏပတ်ကနေပြောသွားချင်းကြောင်းကြီးဘယ်လိုပြောပါလဲဆိုမိကမန္တလေးမြို့ကကူညီတယ်မဟုတ်ဘူးလေကျွန်တော်မြင်မင်းတို့ကဒီနေ့ချင်းချင်းအမှန်တရားကိုလက်မခံတာမင်းမဲ့လေမင်းအောင်တိုင်းအပါဝင်ဒီစစ်တိုက်အာဏာသိမ်းတဲ့အကောင့်တွေကိုတီတူအများစုကလုံးဝလက်မခံတာလေမင်းတို့ရဲ့တနတ်ပြောင်းကိုကြောက်လို့တနတ်မရှိတဲ့သူတွေကခေါင်းငုတ်ခမ်းနေတာ အဲ့တော့သူတို့မှမင်းတို့လက်ခံတယ်မင်းတို့ချစ်ခင်တယ်ဆိုတော့စိတ်နန်းနန်းလေးတော့မရှိဘူးမြုံမောင်းတမောင်းတော့မရှိဘူးအဲ့ဒါပဂတိအရှိတရားအဲ့ဒီအရှိတရားကိုမင်းတို့လက်မခံမဲနဲ့မင်းတို့ကမင်းတို့ဝါရမိုင်းနေပြန်မောင်းကောက်ကတည်င်းနေအတူရောင်နေလို့ဒါကမင်းတို့လုပ်နေတာဒါမဲ့ပဂတိအမှန်တရားကဘာလဲတီတူကမင်းတို့ကိုလက်မခံဘူးအဲ့ဒါကအမှန်တရားလုံးဝညင်းလို့မရတဲ့အမှန်တရားဟမ်အဲ့တော့ဒေတာစံပြတ်တာမထူးဆန်းဘူးလေဒီကရားဒီကရားမြေုံရှုပ်ဘိုးပြန်ကိုခွင့်နေတယ်မဟုတ်ဘူးနော်အဲ့တော့ဒေတာကတော့ဒေတာသတိခွင့်နေတယ်မဟုတ်တယ်ဒေတာကဒေတာသတိ မက်လေးရဲ့အဆက်အဆုံးဆက်တနေရာသူပြေးရတယ်ဘယ်လိုပြေးမလဲမက်လေးပြောတာဆက်တော့နေရမယ်ပုံတော့ပေါ့ဘယ်ပြေးနန်းတွင်းထဲကိုပြေးတာဟာဟာမင်းမသိဘူးမလားဘယ်မှမပြေးဘူးဒေါက်တာတေတာဆက်နန်းတွင်းထဲကိုပြေးတာဟာဘယ်လိုပြေးကြလဲနန်းတွင်းထဲမှာမီးမီးလေးလေးအော်မင်းတို့ကွာဘယ်လိုပြေးလဲဘယ်လိုပြေးလဲစိုင်းမီးကုန်းမှာမရဘူးဒါတော့ဟိုချမ်းမင်းကွာပါနေတော့ပါဘူးနော်ဒါတော့ကမန်းတရားကိုဟိုဘက်ကကြည့်ပြီးတော့ဟိုကမန်းကမန်းရတယ် ဒါမဲ့ဒီကအဲ့ဒီရှိတဲ့နောက်ကိုရတဲ့ဘက်လိုက်လိုက်လို့ရလိုက်တော့ဘယ်လိုမှမဘူးဘူးကြီးအိမ်မှာဒီတုံးရနေမှာဒီလိုမျိုးလုံးလုံးသွားနေလို့ပြောလို့ရတယ်ပြောနေတယ်မတ်တယ်ဘူးကြီးပြောနေမှာမှသူ့ဘာလို့လဲတွေ့လို့စကားပြောနေပြီးတော့မန်လေးမှာရှောက်ကြည့်တယ်ပြောနေပန်းပေါ်တော့တက်တယ်အဲ့လိုသွားနေတာကသူကသူ့ဒီပြောနေမန်နဲ့ဘာလဲလဲဆိုနေနေလို့ဘာကြအဲ့လိုအဲ့နာမှာအဲ့လိုလုံးသွားတာအဲ့တော့ချိန်ပိုင်တော့တင်းတာတော့ဟောကဲလူကြီးကမေးပြီးတော့မင်းတို့တာမသိလားဆိုတော့ရေးချိန်တယ်ရေးကိုချိုးလိုက်နေလိုက်တယ်ကူလိုက်တယ်ဟောအတကုံထိုးလိုက်တယ်နော်ဒါတော့ထိုးလိုက်ပြီးတော့မှတော့ပြည်ရဲရရေချုပ်စင်တွေဒီမှာရောက်ပြည်ရဲဦးကြီးဒီမှာရောက်ရောက်ပြီးတော့ရောက်အောင်ဖမ်းမရောက်ဖမ်းဆိုတော့သူတို့ခိုင်းမှာလို့ကျွန်တော်မြင်တယ်ဘာလို့လဲသူတို့မခိုင်းမှာလို့သူတို့တောင်းချစ်ပါဘူးလုံးပြီးနားလိုက်နေလို့ချားတယ် ော့ပြည်သားတော့ဟိုပန်ကောင်းရတော့သူဟိုးအဝေးလျောက်ပြီးရောလွတ်မယ်ဒီနိုင်မှုဆိုရင်တော့တနေရမှာမိတယ်တိုးတော့လေဒီကိလို့ချင်တာမြင်ကြည့်ပါဦးပြန်လည်းပြန်လည်းဆက်ကြည့်လို့ပြန်ပြန်သားတို့ဝင်လို့ရတဲ့ဝင်လို့ရတဲ့စားတော့တိရမသိဘူးပဲ။တော့ဒီစားတော့တိရမသိဘူးမဟုတ်တော့ခန်းစားကြည့်ဒီလိုမျိုးကမလုပ်ဘူးဆိုတာမနေ့ကမလုပ်တဲ့ပြီးချက်ချက်ပတ်ကနေပတ်နေကြောင်ချောင်းလုပ်တော့မှာဆိုတာနည်းနည်းနဲ့သူ့ရင်ပါတော့မဟုတ်ဘူး။သူ့မှာလည်းသူ့ကိုအဲ့လိုမျိုးစီစဉ်ပေးရလို့ထားရှိနေတယ်။ဝင်လာပြီးထွက်သွားအဝင်ထွက်လာကြောင်းနေရှင်နေတယ်။ကဲပြည့်နေနော်။မြင်ဘူးပွားရင်မလား။ခွေးအမီနဲ့ဘယ်လိုဖြစ်လဲ။အေးအဲ့ဒါကြည့်လိုက်။တွေ့နေမလား။ ။နော်သူလည်းသူ့ကောင်မှုဖော်ရတယ်။ဘီဘလိုက်ပြောတာပါတဲ့။ကျွန်တော်ပြောတာ။သူအဲ့လိုပြောလိုက်ချိန်မှာကျွန်တော်မျက်နှာထဲမှာလေကျွဲခေါင်းကြီးမှာကျွန်တော်မျိုးမင်းမျက်နှာကြီးတော့ကတ်ထားပြီးမြင်အောင်။ကျွဲပါဆောင်တီးလေ။ဟာဒီစကားတွေအလကားပေါ်ခဲ့တာမဟုတ်ဘူး။ရှစ်လူကြီးတွေကတကယ်ကိုတို့ဂျုံနဲ့ဒီကိုတို့ခံစားမှုတွေကနေတစ်ဆင့်စကပုံလေးဆိုတာပေါ်လာတာ။ဟုတ်လားကျွဲပါဆောင်တီးဆိုတဲ့စကားအလကားပေါ်လာတာမဟုတ်ဘူး။နော်။တန်ဖိုးမတိတဲ့ကောင်တွေကခုနကပြောဘလောက်ပဲตายာညက်ရောင်းနဲ့စောင်းတန်ဖြစ်နေတည်း။ဒီတွဲတကောင်ကအတိတ်တရားဒီစောင်းတန်ကိုခံစားမတတ်တဲ့အတွက်သူကအမှားမှန်ကိုမသိဘူးသူကမြက်ပဲစားဖို့တိတာဖြစ်တဲ့အတွက် ကျွဲပင်းသားမှာစောင်းသွားတဲ့အခက်မတင်ဖွဲ့တော့ဖွင့်နိုင်အောင်ပဲဟုတ်တယ်မလားအခုလဲဒေါက်တာတေဝဆန်းဟာမန္တလေးဈေးကျိုတဲ့ဝင်ပြီးတကယ်ဒီတိုင်းကြီးရဲ့ပြည်သူရင်ထဲရှိတဲ့စကားတွေကိုအမိုက်ခံပြီးတော့အတက်ကိုစွန့်ပြီးတော့ဝင်ဟုတ်ပေါ်ပြောရပါမယ်ကျော်မျိုးမင်းတို့လိုကောင်မျိုးနားထဲမှာပါတယ်ပရိပဒါစကားပဲဟုတ်တယ်မလားအဲ့ဒါအဲ့ဒါအဲ့ဒါလူတယောက်ပဲတန်ဖိုးနဲ့အမြင် နော်လူပြောက်ကဘလောက်တန်ဖို့နေနေတယ်ဘလောက်တန်ဖို့မြင့်နေတယ်ဆိုတာလူလူမြင်လားလူလူမမြင်ဘူးလားဆိုတဲ့အပေါ်မှုတည်ပါတယ်နော်အဲ့တော့ဒေါက်တာတေဇာဆန်းဆန္ဒပြောက်လာတာအမီးနေကန်လို့ထပ်អော်တဲ့အထဲကကြုံမျိုးမင်းတယောက်ပေါ့နော်နောက်ကပထူလေးရှိဦးမယ်ကျွန်တော်ထပ်ပြောက်ပါအောင်တည်လိုက်ကိုစီးရဲ့တုံးသက်ချက်တွေအရစစ်အုပ်စုဟာပြင်ပကပေးတဲ့ဖိအားတွေထက်သူတို့ထိန်းချုပ်ထားတယ်လို့ယူဆရတဲ့မြို့လေခေါင်းပါပါတော်လန်ရေးလှုပ်ရှားမှုတွေပေါ်ပေါက်လာတာကိုပုံမိုကြောက်ရွံ့နေတာတွေ့ရပါတယ် ဒါဟာတော်လန်ရေးအင်အားစုတွေရဲ့လှုပ်ရှားမှုဖြူဟာမှန်ကန်နေဆိုတာကိုပြသနေပါတယ်။နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်တဲ့ဒီလိုတိကျတေချာတဲ့ခွဲခြမ်းစိတ်ဖြာချက်များကိုလက်လွတ်မခံရအောင်။ကျွန်တော်တို့ channel လေးကိုစက်ခရိုက်လုပ်ပေးထားပါ။ဒီဗီဒီယိုကိုလည်း share ပြီးတင့်ရဲ့အမြင်ကို comment မှာရေးခဲ့ပေးပါ။သတင်းမှန်တဲ့တုံ့သက်ချက်မှန်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်။